ကိုပွားမှာတိတ်တခိုးသချင်းနေရလို့တဲ့တိတ်တိတ်လေးချစ်ခဲ့ဘူးတဲ့တငယ်ချင်းရှိလားရှိတယ်ရှစ်တန်းတော့ကတော့ဗောခုနတန်းတော့ပြောတဲ့နေဖွင့်ပြောတဲ့နေဟာမင်းနေုံကနေုံကကြိုက်နေနေုံကချစ်နေနေုံကမကြိုက်ပါဘူးတဲ့နေုံကဘာလို့ဆိုအဲ့တော့ तू ညင်းစရာရုပ်ပေါ့နော် Your passion has been connected အားလုံးမင်္ဂလာပါကျွန်တော်ဂျီစီပါ RDCU by Riot ရဲ့ Passion Connect with GC ဆိုတဲ့ program ကိုအားလုံးကိုချုပ်ဆိုပါတယ် အဲ music ကို passionate ဖြစ်တဲ့ music producer တွေ music ကို passionate ဖြစ်တဲ့ artist တွေကိုအဲ invite လုပ်ပြီးတော့ကျွန်တော်တို့ရဲ့အဲဒီစိတ်အားထက်သန်မှုတွေဒီ music နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိ youth တွေဆိုတာအကြောင်းတွေကိုပရိသတ်အတွက် connect လုပ်ပြီးမဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီအစီအစဉ်မှာကျွန်တော်တယောက်တည်းမဟုတ်ဘဲနဲ့ကျွန်တော်ညီငယ်ဂျင်မီလည်းပါဝင်အားပြေးပေးပါဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အချင်းမီပါဒီနေ့ကျွန်တော်ကိုရွှေဂျေစီနဲ့အတူတူပေါ့နော် special guest artist တွေကိုဖိတ်ခေါ်ထားပြီးတော့သူတို့ရဲ့ music ပေါ်ထားတဲ့ YouTube မှုတွေမတူညီတဲ့ဖန်တီးမှုတွေလတ်လော့ဘာတွေလုပ်နေလဲဆိုတော့ current activity နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားကြမယ်ပြီးတော့ရှင်သူတို့ရဲ့ပတ်သက်တဲ့ fan တွေမိသားတွေမိကွန်းလေးတွေလည်းအမေးဖြေလောက်သွားကြမယ် artist တွေနဲ့ပေါ့ပေါ့ပါ game လေးစောကြမယ်ပြီးလို့ရှင်သူတို့ရဲ့ hit song တွေကိုတချို့ဘာတချင်းတွေပေါ့နော် new version လောက်တာတွေကိုလည်း perform လောက်တာတွေကိုလည်းကျွန်တော်တို့အဲပြန်လည်နားဆင်ရမယ်ပေါ့နော်အဲဆိုတော့ဒီနေ့အတွက်ဖိတ် ခေါ်ထားရယ် special guest artist ကတော့ကိုရဲလေးဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရဲလေးဖြစ်ပါတယ်ကျွန်တော်ဒီ season လေးကိုအခုလာရောက်ပြီးတော့ join လာဖြစ်ပါတယ်ခင်ဗျာအဲ့ကျွန်တော်ကိုရဲလေးကျွန်တော် R&D studio အကြောင်းလည်းရှင်းပြမယ် R&D studio ဆိုတာကကြတော့ဒီလို အာဒီလူငယ်တွေပေါ့နော်အာဒီအနေနဲ့ဒီဒီနဘယ်ဆောင်ကအနေနဲ့ရရဆိုတာနဘယ်ဆောင်ကလူငယ်တွေပေါ့နော်ဒီ music ဘက်ကရောနောက်ပြီးတော့ဒီအကာဘက်ကရောနောက်ပြီးအားကစားဘက်ကရောနဘယ်ဆောင်ကလူလူငယ်တွေအားလုံးကို support လုပ်ပေးနေတဲ့ เออ platforms တခုပေါ့เนาะဆိုတော့အဓိကကကျွန်တော်နဲ့ RNCU နဲ့အများကြီးအလုပ်လုပ်ဖြစ်တာလဲကျွန်တော်ကိုယ်တိုင်ကလည်းလူငယ်တွေနဲ့သချင်းတွဲလုပ်တယ်လူငယ်တွေဒီ potential ရှိတဲ့လူငယ်တွေကိုကျွန်တော်အရေးချင်းရှိတဲ့လူငယ်တွေကိုအဲဒီ highlight ဖြစ်အောင်လုပ်ပြီးတဲ့အဲအနေနဲ့ music ဘက်မှာလုပ်ပြီးနေရပေါ့เนาะအဲသူတို့ကလည်းသူတို့ nebel တီးတီးရသူတွေ support လုပ်ပြီးနေတဲ့အရာနောက်ခုကတည်မနေနီးစက်တယ် direction သွားခြင်းနဲ့ direction နီးစက်တော့ကျွန်တော်တို့တွဲပြီးတော့အများကြီးအများကြီးအလုပ်အလုပ်တွေလုပ်ဖြစ်တယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့အနေနဲ့ကိုရဲကိုဒီ season မှာ invite လုပ်ဖြစ်တဲ့အဓိကက အချောင်းရပေါ့နော်အချောင်းရလဲကိုရဲ့အနေနဲ့ကျွန်တော်တို့တကယ်ကိုလေကြအားကြားခဲ့ရတဲ့ artist တွေရော idol တွေရောလို့လည်းဖြစ်တယ်ပြီးတော့အကိုရဲ့ဒီအနုမြတ်တဲ့တန်းလည်းမနေတော့ဘူးပေါ့နော်ဒီ color တစ်ခုမှဒီအရန်ဟိုဒီ fashioning ဖြစ်တယ်လို့ကျွန်တော်တို့ကယူဆရတယ်ပြီးတော့မြင်လည်းမြင်ရတယ်ပေါ့နော်ဒီအယူတို့ယူချွန်ချွန်လုတ်ခဲ့တာပေါ့ကျွန်တော်တို့ဒီဘက်ခင်းနေတော့မတူဘူးဟိုဒီမှာအရင်ကအရန်ကိုခဲရခဲစစ်လုတ်ခဲ့ရတဲ့ခက်ကလေးကအခုချိန်ထိရက်တည်နေတဲ့သူတယောက်အဲအနေနဲ့ကြောင့်ကျွန်တော်တို့မြင်မှာအရန်ဟိုဒီမှာ fashioning ဖြစ်တယ်လို့ခံစားရတဲ့ကြောင့်မလို့ကျွန်တော်တို့က ဒီ invite လုပ်လိုက်တာပေါ့နော်ဒီအစီအစဉ်မှာဆိုတော့ကိုရဲအနေနဲ့ရောဒီ R&D studio ကိုဒီအစီအစဉ်ကိုဘာကြောင့် join ဖြစ်တာလဲပေါ့ရှင်နှောင်းကလည်းတစ်ချက်တွေ့တွေ့ထားတယ်ပေါ့နော်တခြားဒီပညာ artist တွေနဲ့လောက်တာလေးတွေ့တယ်ဒီလို season လေးတော့မတွေ့ဘူးပေါ့နော်တခြား music ကိုအခြေခံပြီးတော့သူတို့ရဲ့ biography လေးအခြေခံပြီးလောက်တယ်ကျင်အဲ local လေးတခုတွေ့တွေ့နေရတယ် R&D studio by R&D studio by Randy ဆိုပြီးတွေ့တွေ့နေတော့ အော်တနေ့ကျရင်လည်းဒါငါတို့နဲ့လည်းကြုံပါပေါ့နော်တနေ့ကျရင်တို့ဒါပေမဲ့ချင်းချင်းနဲ့ YouTube မှာတွေ့တော့သူတို့လုတ်တဲ့ platform မှာလုတ်တဲ့ဒီလူငယ်ကဏ္ဍလေးတွေတော်တော်မိုက်တယ်သူတို့ပေါ့ရင်နှင်းခန်းစားချက်တွေလည်းပြောလို့ရတယ်သူတို့ရဲ့ဖြစ်ခြင်းနဲ့အိမ်မက်တွေပါရောအဲ့ဒါကိုပေါ်ထုတ်ခွင့်ရတဲ့အတွက်ဒီ studio အစီအစဉ်လေးရပါပေါ့နော်ဟိုတေချာ setting လေးနဲ့ရိုက်တာလေးကိုတွေ့ရအဲ့တော့ရွှေလဲအဲ့လိုလုတ်တာလေးတွေ့တယ်အဲ့လိုဒီဒါပေမဲ့ဒီ fashion ဒီ content ဝဲ JCC ကတော့အခုမှဒါတွေ့ပြီတော့ဗောနော်အရင်တော့ကပုံစံကျတော့တမျိုးဗောဒီ theme စခုကိုသွားတာဗောဒီ music form တွေနဲ့ပတ်သက်ပြီးဒီရဲ့ဘိုင်းတွေဘိုင်းတွေ့တဲ့အချိန်မှာဩလို့ဒါတော့ cancel တဲ့ချိန်ကြရင်တော့တို့တွေလည်းငါငါနဲ့တွေ့မှာဗောနော်အကြည့်နေရတော့ကြိုင်မိုက်တယ်ဗောဒါနောက်ပိုင်းတော့ဒီဒီ training ကဒီတက်လက်ဘိုင်းတွေ teenage တွေကိုသွားတယ်လူလက်ဘိုင်းလူငယ်ဘိုင်းတွေကိုသွားတယ် စီစီလေးဆိုသူတို့အတွက်အများကြီးဟို chance တွေအများကြီးရနိုင်တဲ့အခွင့်အရေးဖြစ်တယ်အမ maybe ကွာဟိုတိမ်မြုံနေတာပဲဖြစ်ဖြစ်ချို့တွေမတီးတဲ့လူတွေရှိရယ်ကိုရောလောကထဲမှာတော်တဲ့သူတွေမှာ big bosser တွေလည်းရှိမယ်သူကလည်းသူဒီဘက်လူငယ် training နဲ့ dancing skate fashion တွေတော့အားကစား sport တွေနဲ့အဲ့လူတွေအတွက်လည်း gaming တွေရောနော် gaming တွေရောအတွက်တော့ဘာရော တင်ဆက်ခွင့်ရတဲ့အတွက်တို့ရဲ့ရင်းနှီးခန်းစားချက်တွေကိုလည်းဟို sharing လုပ်လို့ရတဲ့အစီအစဉ်လေးဆိုတော့ဒီအစီအစဉ်လေးအရန်ကောင်းတဲ့အတွက်ဒီအစီအစဉ်လေးကိုသဘောကျနေရတော့ကြာပြီ။မိုက်လည်းမိုက်တယ်။ဟိုဒီပြင်ဆင်လေးကြီးလိုက်တော့လည်းအထာလေးကြာတယ်။အရင်တော့ကိုတို့ interview တွေလုပ်တယ်ဆိုတဲ့ပုံစံနဲ့လည်းမတူဘူးကွာ။မတူတော့ဒါလေးကိုဘယ်လိုပြောမလဲဝင်ချွိုင်းပြီးတာပေါ့နော်။ပြီးတော့လည်းကိုလူတွေ ဖန်တီးထားတဲ့ဟာဆိုတော့လည်းဒါပြီးချိန်ပေးပြီးပေါင်းလုံထားတဲ့ဟာဆိုတော့ဒါလေးကိုချိန်ပေးပြီးတော့လိုင်းရောက်ပြီးတော့ join ဖြစ်တာပါ။အဲတော့စိတ်ဝင်စားဖို့ကောင်းတယ်။ဒီနေ့ရောက်ကဘာကြီးလုံလဲဆိုတော့ဘာကြီးလဲတော့မသိဘူးလို့ဆိုတော့စောင့်ကြည့်ရမှာပဲ။ဟုတ်ကဲ့ပါဗျာ။ညီလေးတို့ follow လုပ်ပေးပြီးတော့နော်။ဟုတ်ကဲ့။ဒီ like ခဲ့မှာပါ။အဲ့ဒါအဲ့ဒါပါပဲလို့ပြောချင်တာ။အဲ့ဒါ join ဖြစ်တာပါ။ join ဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်းဝမ်းသာပါတယ်။အခုလိုဖိတ်ကြားမှုရှိပေးတဲ့အတွက်လည်းကျွန်တော်တို့အပေါ်သားများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်လို့ဒီ RN Studio by Ready ဖွဲ့သားများအောင်လို့ပြောပြချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ဟုတ်။ဆိုတော့ဟိုဟာပထမဆုံးအနေနဲ့အဲ ကိုရဲနဲ့ကျွန်တော်နဲ့စသည့်ຢာတွေစပြောကြအောင်ကိုရဲကဖုန်းရင်ဆက်ဆက်လာတာမမေးကပိုးပေါက်ထွက်ပြီးတော့ထင်တယ်ဟုတ်တယ်ကိုရဲမမေးသေးလားချင်းကြီးကအဲ့တုန်းကကိုရဲကွာအဲ့တုန်းက pro group music producer တွေအများကြီးရှိရမှာကိုကိုချန်ဝင်းတို့ကိုတီတချင်းတွေအများကြီးလုပ်တဲ့ကိုကိုကောက်တို့အများကြီးပေါ့နော်ချို့ဆိုနာမည်ပြောရင်တော့တို့တီမာတော့မဟုတ်တော့အများကြီးပေါ့ faket တို့ဘာလို့လဲရှိတယ်အများကြီးပါမှာ ကိုးပေါက်ဆိုရဲ ace ball ရဲ့တချင်ပေါ်အဲ့ကာလာမှာထွက်လာကိုဂျင်းမီနဲ့ဟမ်ဂျင်းမီနဲ့ကိုးပေါက်ကတီးတာလေအရင် bouncy ဖြစ်တော့လေဘသူတီးတာလဲပေါ့ကိုတီးတဲ့လူတွေပဲတီးလာမဟုတ်ဘူးတဲ့အဲ့ကမာရှွေတဲ့ JC Z တဲ့အာအာဘမနေရလဲလှဲတန်းဘက်မှာနေရတာဟာတောင်းရင်တော့အိမ်ကနည်းနည်းကျင်းတယ်အဲ့တော့တကယ် JC ရဲ့ live အသစ်ဘဝလေးကစတဲ့အချိန်မှာတော့တကယ်ခန်းချင်းလေးတွေကစတာကိုတို့တွေလူ၁၀ရောက်လောက်တော့ထိုင်လို့မရတဲ့ခန်းလေး studio ထဲမှာဒါမဲ့လူတော်တရားကိုတွေ့ဖို့ hero တရားကိုတွေ့ဖို့အတွက်ကိုယ့်အတွက်အခွင့်အရေးပေးလာတဲ့အချိန်မှာရတဲ့နေရာမှာရလို့ ွားတွေ့ရမယ်တွားရှာရမယ်ဆိုကိုရဲတောင်းအဲ့ဒါနဲ့ကိုချိန်စီရောက်ပြီးတော့ဒီချင်းလောက်ပါခင်ဗျာတချင်းလေးပါကြအာကိုရောက်ရပေါ့အလုံးကလည်း warmly welcome ဆိုတဲ့ရွှေရအေးစတွေ့တဲ့အချိန်ရအခုချိန်ဒီဒီတိုင်းပဲအဲ့နေတော့ပိုပဲများသွားပါတော့အော်မီအော်မီတော့ဘာလို့လုံးဝအော်လုံးဝလုံးဝပဲများမှာပေါ့အဲ့တော့ကတော့ဗမီတိုလေးနဲ့ပေါ့သူကစပြီးတော့အဲ့ချင်းလေးကလုံးစင်ပေါ့လေးနဲ့စတီးတယ်အဲ့ဆိုရင်ရှေးလေးထားပါလားဗျာကျွန်တော်ဒီကေပဲကြိုက်တယ်ဗျာလက်လက်ပေါ့နော်ဒါပြောပြတာပါစီစလေးမှာ အဲ့သူရဲ့ဟိုလေးပေါ့ဟိုရိုးသားတဲ့ပုံစံလေးနဲ့တခြားလေကိုတီးပြမယ်မှာသွားဖဲဖြစ်ပါတယ်သူရဲ့ဒီလူပညာ artifice ကိုလည်းယူတာဆိုတာဒါ ice block ကနေစလာခဲ့တဲ့ဇလမ်းမှဒီအတိုင်းဝိုင်းတစ်ခုလုံးဖြစ်သွားတဲ့ဒါဘာရောဟို connection connect တစ်ခုရသွားပါနော်အလင်းတစ်ခုရသွားရင်လည်းတကယ်ကိုအဲ့မှာသူ့ကိုလည်းပညာတွေပေးတယ်သူနဲ့ပညာတွေဖလဲသူကလည်းကိုတို့ကိုလည်း sharing လုပ်ပေးတယ်အတီးပညာတွေကိုပြောရဲဆိုပြပြနဲ့ဟိုဘယ်လိုခေါ်မလဲ chemistry meet လာတယ်ပေါ့ပြောရမယ်ဆိုရင် chemistry meet လာတော့ ဟိုဦးစားပေးဦးစားပေးခြင်းထဲမှာဆိုရင်နောက်ပိုင်း generation music producer ထဲမှာဆို JC ကတော့ဒီပထမဦးစားပေးနေမှာပါပါပြီးတော့မှတခြားမှုတွေနဲ့တခြား live live ဖတ်တဲ့ live ဖတ်တဲ့ဒီတခြင်းကိုကြည့်ပြီးတော့မှကိုက music producer ကိုအများတန်းရွေးချယ်ကြတာဆိုတော့ဒါကတော့ JC နဲ့ live တယ်ဒါကတော့ဘယ်သူနဲ့ live တယ် cracky နဲ့ live တယ်ဒါကဘယ်သူအတူမျိုးစုံရှိရပါအဲ့ဒီကစလိုက်တာအခုဒီ R&D studio ရဲ့ဒီဒီ platform တစ်ခုရောက်လာတဲ့အထိကိုတို့နဲ့ကိုယ်နဲ့ join ဖြစ်သွားတာပါနော်အဲ့ကလာတဲ့ ကိုရဲကဒီ music နဲ့ပတ်သက်ရင်ကျွန်တော်ဒီအနုပညာရှင်တွေအများကြီးနဲ့လှုပ်လှုပ်ဖူးတယ်ပေါ့နော်။အဲ့တော့ passionate တော်တော်ဖြစ်တယ်ခံစားရတယ်။ဒါဆိုအမှန်တမ်းပြောကိုရဲနဲ့လှုပ်လှုပ်ကကျွန်တော်တို့အရင်ပင်ပန်းမရှိဘူး။ကိုရဲနဲ့အခုချိန်ထိတီးလာတဲ့သချင်းတွေတော်တော်များများသည်အဲ့လိုအပြင်ထွက်သွားတဲ့အချင်းတွေရှိတယ်မထွက်သေးတဲ့အချင်းတွေအများကြီးရှိတယ်။ပြီးရင်ကိုရဲအချင်းဟောင်းတွေပြန်ပြီးတော့ပွဲအတွက် project လုပ်တာရှိတယ်။ဒါပေမဲ့တပုံးမှကိုရဲကဂျေစီရောဒါမျိုးလေးတီးပြီးပြီးဆိုပြီးတော့အဲ့လို ရက်ပြန်ချိန်ပြီးသွားရမျိုးမဟုတ်ပဲတထိုင်ရဲလို့တာအမြင်နဲ့ဒါမှတ်တရပဲဒါပေမဲ့ကျွန်တော်အဲ့လိုမလုပ်ဘူးအဲ့တော့ကျွန်တော်ကျွန်တော်တို့အလုပ်လုပ်တဲ့ချိန်မှာအမြန်ဆုံး music producer မြန်တို့လည်းမကောင်းမဟုတ်ဘူးမြန်မြန်ကောင်းကောင်းမှန်မှန်နဲ့တကယ်လဲကျင်တတ်တဲ့ဟိုဒီ result တစ်ခုပေါ့ result တစ်ခုရတာတော့ချင်းစီစီကတော့ဒါဒါဆိုဒီ now generation နဲ့မှာတော့တော်တော် ပထမဆုံးလို့တော့ပြောလို့ရတယ်ဟိုအကောင်းဆုံးနဲ့ဘယ်လိုပြောမလဲအမြန်ဆုံးနဲ့အတော်ဆုံးနဲ့ fair ဖြစ်ဆုံးနဲ့လိုချင်ဆုံးဟို customer ရဲ့ဒီဟိုလိုအပ်လက်ပါခေါမလဲဖြစ်ချင်တဲ့စံတော့ပုံဖော်ပေးနိုင်တယ်အမြန်ဆုံးပုံဖော်ပေးနိုင်တယ်စိတ်တိုင်းကြောက်တကယ်ကိုအလွတ်လွတ်တက်တဲ့လူငယ်တယောက်ပါပဲအဲဒါကြောင့်ကိုကရန်သဘောကြရဲ့ music producer နဲ့မှာပါတယ်တချို့ကကြတော့မကောင်းတာမဟုတ်တချို့ကကြတော့လေသူကလည်းသူစိန်ပြီးလှုပ်တဲ့စိန်ပြီးလှုပ်တာအဲအဲ့တော့စိန်ပြီးလှုပ်တဲ့သူနဲ့တွေ့ရင်ချင်မီကကိုတို့ကမျောပြီးတော့ကိုတို့နားလည်ပေးရတယ်ဟုတ်ချို့ကြတော့ နည်းနည်း dab line နဲ့လာတဲ့ဟာကြတော့ကိုယ်ရေစီလုတ်ပါအောင်ရွှေလုတ်ပါအောင်ကိုယ့်ရဲ့မနက်ဖြန်နောက်ဆုံးထားမလား okay ဒီနေ့ကျွန်တော် body ကိုဖော်မယ်မနက်ဖြန်ညကကိုယ့်ရဲ့အချော်တဲ့အဲအဲ့လိုနှစ်ရက်လောက်ချိန်ယူရတာလေးလည်းရှိရဲ okay okay အဲ့လိုနဲ့ဆိုမှဆိုတော့ဒါထူးကြတယ်အခုတည်းကိုကိုလိုချင်တဲ့ပုံစံနဲ့ကိုကလိုချင်တဲ့ gist တွေပြောပြလိုက်တာသူသူကရအောင်ဖန်တီးလိုက်တာအမှုနည်းနည်းတော့လွဲနေဒါလေးကိုပြင်ပေးတော့ဒါပဲအာကြိုက်သွားဒါပဲအဲ့တော့ ဂျေထူချူချင်းနေဆိုရင်ထူကြတယ်သူကဂျေစီ on the tremble မပါအဲ့တော့ခရိုချင်းနေဟာကိုရွှေတီးရလို့ဘယ်သူမှမထင်ဘူးဒါပေမဲ့ကိုရွှေတီးရအများဆုံးကိုရွှေတီးရခုနောက်ပိုင်းလူငယ်တွေတော်တော်များများနဲ့လှုပ်လှုပ်တဲ့ diffy တို့ဒီ cracky ဟို jay z ဒီစပြူစာ fracket အများကြီးရှိရပါမှတော့ချို့မလာသေးတဲ့အစ်စ်တွေလည်းရှိတယ်ဘာလို့ဆိုတော့ကိုကတော့ကိုရဲ့ music ကိုရေးထားတဲ့ပုံစံနဲ့ light တဲ့ကိုရဲ့ စိတ်ကူးတွေကဘီတင်နဲ့လိုက်မဲ့ဟာဆိုရင်ရွှေမှမဟုတ်ဟာဒါဂျေဇီနဲ့မလိုက်ဆိုသူနဲ့လည်းအာမနာမတီးဘူးကျန်တဲ့ဒီလူမှရတယ်ဆိုအဲ့လိုသွားတီးတာအဲ့တော့ကာလာတွေကမထက်ဘူးပေါ့မထက်ဘူးမထက်အောင်လောက်ရတာပေါ့ဒီဟွာလေကျွန်တော်နဲ့တော့ပြောဘူးတယ်ပေါ့နော်ယာအဲဘယ်လိုခေါ်မလဲ music တို့ဒါဒီအနုပညာအလုပ်ကိုမလုပ်ရပဲခဏ break လိုက်ရအချိန်ရှိရယ်အဲ့အချိန်နေမှာဘယ်လောက်ထိခံစားရလဲသိရမလားဘယ်လောက်ထိ တည်မလားကိုရဲကျွန်တော်ပြောဦးရယ်လေကိုချူကလည်းအဲ့ချိန်တော့အမင်းဒီရုပ်ရှင်ဘက်မရောက်သေးဘူးမရောက်သေးဘူးမျက်ရည်နဲ့မျက်ခွက်နဲ့ကိုကားဖြစ်တာပေါ့ကိုအခု leader တယောက်က break down ဖြစ်တဲ့ချိန်တော့ down ရတဲ့ချိန်မှာကျန်တဲ့လူတွေကဘာဆက်လုပ်ရမလဲ2000ဘလောက်လောက်ဖြစ်မလဲ2000 34ဟာအဝင်ကျနေ73ပေါ့73ကစပြီးတော့14 15မှာပြန်ပြီးတော့ return ပြန်လာတယ် back back to state ပေါ့အဲ အဲ့လိုပြန်ဖြစ်သွားတယ်ပေါ့နော်တကယ်ဒီကျွန်တော် motivation ဘယ်လိုယူရလဲကိုကိုအဲတိတ်ကြောက်ဖို့ကောင်းတယ်အဲတိတ်ပြီးတော့လဲစိတ်ကဘယ်လိုခေါ်မလဲထူးဆန်းတယ်ဒါတော့ mind power ဆိုတော့တိတ်ထူးဆန်းတယ်ကိုတို့အားလုံးမှာ move on လုပ်ရဖို့အတွက်ဒီ program လက်ခံဖို့အတွက်ဒီအစီအစဉ်လာဖို့အတွက်အရင်ဆုံးကဒီ mind mind ရနေပြီးတော့အရင်ကိုဦးစားပေးရတာပေါ့နော်သွားမလားမသွားမလားဆိုတော့ mind အစစဉ်းစားတဲ့အချိန်မှာအော်ဒါ mind power ဆိုတာဒါပဲအဲ့တော့အဲ့လိုအချိန်မှာအောက်ဆုံးထိကိုထိုးချနေတဲ့အချိန် လို့လည်းမဟုတ်ဘူး तू ကဘယ်လိုလဲဆိုတော့ပြန်ပြီးတော့အချိန်ပြန်ယူရတဲ့အချိန်မှာ training တစ်ခုပြောင်းတဲ့အချိန်မှာအံ့ဩစရာတွေလည်းအများကြီးဖြစ်တယ်ကိုယ့်ရှိမှလူတွေကကြော်တက်သွားတာကြီးအများကြီးပေါ့ပြန်လိုက်ရတာပေါ့သူတို့လို red road runner လို့ပေါ့မိမိဆိုပြီးပြန်ပြီးပြေးလိုက်ရတာအဲ့မှာကိုကနေ့နေ့ညနေတွေအသေးစူးစမ်းပြီးတော့အမှကိုမြန်မာ idol ဆိုတဲ့အစီအစဉ်နဲ့မြန်မာပြည်ကိုစရောက်လာတဲ့ season 1အနေစပြီးကိုပြန်ပြီးတော့ဒါပြန်လုပ်ပြီး just လုပ်ပြီးတော့ oh no one comment back comment your comment အဆုံးပဲပေါ့ အဲ့ဒီချိန်အရန်ကြောက်ဖို့ကောင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီချိန်ကိုလူငယ်တိုင်းမကြမီချိန်တည်းမှာဟိုဒီကိုလိုလိုပေါ့နော်ပြန်ကြော်ပြတ်ရမယ့်အချိန်ကြီးရှိရလူငယ်လူငယ်တိုင်းမှာအဆိုးဆုံးအချိန်တစ်ခုရှိရအဲ့ဒါကိုတလောကလုံးတိုင်းဝိုင်းတစ်ခုလုံးထုံးနေတဲ့အချိန်ပေါ့နော်ရှိတယ်လူတိုင်းကအဲ့လိုအချိန်ကြီးကြော်ခဲ့ပြီးတော့ပြန်လဲဘလူးကမ်ပတ်နေနဲ့ဘလူးတွေနလန်ပြန်ထူနိုင်လဲဆိုတော့နောက်ဆုံးတော့မိသားစုပဲ family ပဲ family စိတ်သက်ဆိုတဲ့ဟာလေးနဲ့ငါ့အမေအတွက်ငါ့ရဲ့ညီလေးအတွက်ငါ့ရဲ့အကိုအားလုံးအတွက်ငါ့ရဲ့ကြံသေးတဲ့နည်းနည်းကြံရှိသေးတဲ့ ီအိမ်မက်တွေအကောင့်နဲ့ဖောင်းမဲ့ဆိုပြီးတော့ဒီစိတ်ကြီးကိုလုံးဝလုံးဝတင်းပြီးတော့ပြန်လာလုတ်ခဲ့တာအဓိကတော့ random man ဖြစ်ဖို့ရည်ကြီးရတယ်ကိုယ့်ရဲ့အလုပ်တွေကိုကျွမ်းကျင်တဲ့ professional pro လုပ်ကိုနှစပို့ကောင်းအောင်လုပ်ပါအဲ့ဒါကိုပဲလုပ်ကြမရှိရင်အဲ့ဒါကိုပဲလုပ်ပြီးတော့ create teacher ပြန်လုပ်ပြီး upgrade လုပ်ပြီးတော့ version မြင့်မယ်အချိန်ကြာရင်သူကလည်းသူအားလုံး appreciate လုပ်လာလိမ့်မယ်အဲမလုပ်လို့မရဘူးလို့ကြာရင်ဖြည်း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 ပြန်ပြီးတော့ကိုယ်ရဲ့လည်း လူလိုသူလိုပြန်ဖြစ်လာရတယ်။အဲ့တော့ဆဆဆချင်းတော့ဆိုရစရာမရှိဘူး။တနိုင်ငံလုံးကလူတွေအကောင်လုံးထုံးနေကြတာပေါ့။အဲ့လိုပဲကောမန့်နေနဲ့ရစရာမရှိတော့ချိန်မှာလုံးဝ suicide တောင်လုပ်ချင်တယ်။လုံးဝကိုကို neck line neck tie လေးချွတ်ပြီးတော့ဒိုင်လုပ်ပြီးပြန်ရောက်လာဆိုရင်အာအဲ့ဒါတွေကိုမိဘတွေမပြောပြကြင်။ကိုရဲတော့က B3 ဆိုတော့ Capricorn B3 ဆိုတော့ကိုရဲ့ကိစ္စကိုကိုတယောက်တည်းအမြဲတမ်းဖြေရှင်းတယ်။အာကိုဘေးကလူတွေကို ုံတော့မပြောပြချင်စိတ်ညစ်မှာဆိုလို့ဒါမဲ့လေတည်တဲ့လူတွေကတော့အဲ့တုန်းကရင်ပွင့်စရာလူငယ်တွေတငယ်ချင်းတွေရှိခဲ့တဲ့အတွက်တို့ကအရန်တန်ဖိုးရှိတဲ့ကျေးဇူးရှင်တွေလို့ပြောလို့ရရပါတော့နော်ကိုယ့်ရဲ့ ဟိုဘယ်လိုခေါ်မလဲဝင်းရံပေးခဲ့တဲ့တကယ်တည်းအတင်းပါရဲလေအတင်းပါငငယ်အာရဲလုံးအောင်ပါဘာသူကူးဆိုင်နေမှာလဲပါညာအရန်ကြီးကြီးရဲ့ခါညာလဲပြပတ်ဝင်ကြရင်အားပေးမှုပါလဲအရန်အားငယ်တဲ့လူကတခါညာရင်တယောက်တည်းခေါင်းအီထားစဉ်းစားပြီးွားရင်လည်းချိန်ကြရင်လည်းအားလုံးရဲ့ဖေးမကွန်ညီမှုကိုလိုတယ်အဲ့တော့ကိုရဲ့ပြောတဲ့စကားနောက်ပိုင်းညာတယောက်တည်းဘယ်တော့မှမသွားပါနဲ့တယောက်တည်းဘယ်တော့မှမနေပါနဲ့ family နဲ့နေပါ group နဲ့နေပါ တိုင်းဝိုင်းနဲ့နေပါ universe နဲ့နေပါဒါပဲအဲ့တော့ crew နဲ့လာဖြင်း crew နဲ့ပြန် cover လုပ်မယ်ပြန်တော့မဖြင်းနဲ့ cover လုပ်မယ်အတို့ကဖြဲတဲ့လူကကြာရင်မောသွားလိမ့်မယ်သူကပြန်လာပြီးတိုက်ခိုက်နေတဲ့လူကြာရင်သူကသူပူလောင်းနေဘယ်တော့မှရှင်ထဲမှာအပူတွေမထားနဲ့လွတ်လပ်လပ်နဲ့ပြောရှင်နဲ့ပဲဆက်သွားအဲ့ဒါဆိုရင်ရုပ်လည်းရုပ်ပြိုကိုနုအဲကိုယ့်ရဲ့ quality လည်းတက်လာမယ်ရှင်ထဲမှာအမြဲပူလောင်းနေပြီးတော့ဒီကောင်ကငါတို့တိုက်ခိုက်မယ်ဒီကောင်အမြဲတမ်း fire မယ်ဆိုရင်ကိုကအမြဲတမ်းဦးစားဦးစားတယ်လောင်ကျွမ်းနေရအဲ့လောင်ကျွမ်းနေရဆိုတဲ့စကားတိတ်မှန်တယ်ဘယ်တော့မှမလောင်ကျွမ်းနဲ့ကိုယ့်ရဲ့စိတ်ကိုလीအဲ့တော့ quality တက်လာလိမ့်မယ်အဲ့တော့ပြောချင်တာကတော့ motivate ပေးချင်တာကတော့ random man ဖြစ်နေဖို့ရည်ကြီးတယ်ဘယ်လောက်ပဲတိုက်ခိုက်တိုက်ခိုက်ဘယ်လောက်ပဲဟိုဘေးနားလူတွေလိုပဲလိုပဲ beef လို့လို့ challenge လို့လို့ကိုလုံးနဲ့ကိုရဲ့အလုပ်ကို target တခြား focus ထားပြီးတော့ပဲကိုကအမြဲတောင်းနေရမို့တယောက်တည်းတောင်းရင်လည်းတောင်းမတောင်းရင်လည်းတငယ်ချင်းနဲ့ဝင်ရပြီးတော့စုစည်းနဲ့တောင်းအဲ့ဆိုရင်ဘယ်သူမှလာပြီးဖြိုးလို့မရအောင်ပြောချင်တာကတော့အသင်းဖွဲ့နဲ့အစုစည်းနဲ့နေပါလို့ပဲပြောချင်တယ်လူတိုင်းကနေရာတိုင်းကသူ universe နဲ့သူသူ့အုပ်စုနဲ့သူ group နဲ့သူဖြစ်နေပြီဆိုတော့အားလုံးစည်းစည်းလုံးနေဘာမှမဖြစ် အဲ့ဒါကိုပြောချင်ပါတယ်အဲ့တော့ modi ဆိုတာတော့ဘယ်တော့ပဲဘသူပေးလို့ပြောပြောကိုကိုတိုင်းလုံးမရမယ်အဲ့တော့ကိုကခဏလေးနားပြီးတော့မှခီးပဲထွက်ထွက်စိတ်ပန်းဖြစ်ပြီးတာနဲ့ modi ပြန်မွေးပြီးတော့ငါလုံးမငါဖြစ်မယ်ငါလုံးနိုင်ရလားငါကိုငါမေးဒါကိုကတော့လုံးနိုင်တယ်ဖြစ်နိုင်တယ်ဆိုတော့ကိုကို random man ဖြစ်ပြီးတော့အဲ့တော့အလုံးမရှိရင်ကွန်မနီတက်အဲ့တော့အမြဲတမ်းအလုပ်ကိုဖန်တီးတယ်အလုံးနဲ့အစဉ်ပြောင်းနေတယ်ဒါပါပဲ ဆိုတော့ fan question fan question လေကိုရဲ့ကိုရဲ့ fan ပြည်သက်တွေမေးထားရတယ်ညလိုက်လားမေးတာရှိသေးရဲ့ဟုတ်တယ်ဟုတ်တယ်အာပထမဆုံးမေးခွန်းอ่ะဗောနော်အဲကိုရဲ့မိုးတခြင်းလောက်တော့ဘယ်အကြောင်းအရာကိုအခြေခံပြီးတော့လုပ်ခဲ့ရဗောနော်အဲမိုးတခြင်းကတော့ရုပ်ရှင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိုးတခြင်းနေဆိုရင်ပေါက်တယ်လေ။အဲ့ခေတ်ကတော့ကိုလိုရှင်မှာဆိုဦးချင်းညီညီလို့ရှိမယ်၊ကိုဆောင်းလိုင်းလို့ရှိမယ်။နောက်တော်တော်များပါတယ်။မိုးတခြင်းဆိုတဲ့ဟိုစိမ့်မိုးမိုးတို့အဇိုင်းစီတို့လည်းမိုးရီတာမိုးတွေကတော်တော်များများမှာ ဆယ်ဘုတ်မှာရင်ထဲရောက်ကြတယ်ကိုဘုတ်ကရင်ထဲရောက်တယ်တုံးတော့မပေါက်တဲ့မိုးသချင်းဆိုတာရှာရတယ်အဲ့တော့ရိုးရိုးလေးပဲတွေးလိုက်တာဟာမိုးသချင်းဆိုမယ်ဒါပေမဲ့မိုးသချင်းကိုရေးတာဘဝမှာအထူးဆန်းဆုံးပဲဘာလို့လဲယထာဘုတ်မှာရေးတာအိုးယထာဘုတ်မှာရေးတဲ့သချင်းကဒီတပုတ်ပဲရှိတယ်မိုးရနေတဲ့ချိန်ရေးတာမဟုတ်တော့ဘူးမဟုတ်ဘူးအမ်အမမိုးရင်မိုးရင်မဲမိုးရနေတဲ့ချိန်ကယထားပေါ်မှာရန်ကုန်ကနေမန္တလေးကိုသွားတဲ့ယထားပေါ်မှာယထားနဲ့ဘာသွားလို့လဲကိုရင်အဲ့တော့ကဗျာသွားရွတ်ကြတာကိုလိုတွေအဲ့တောင်းကကဗျာဆရာတွေဆိုကိုကလေကဗျာဆရာပေါက်ဆောက်တော့အချင်းကြီးတဲ့ကောင်က ငါအီးဘာညာအဲ့ဒါပြောတယ်ပြောရင်ပါလီယံငပီးတဲ့ပြစ်မှာဆိုလူတန်းကတော့လို့ပေါ့နော်မှန်တယ်ကျွန်တော်လည်းစုံမဲကိုယ်ရမသိသူ့ဝါဒနာလေဂိမ်းလင်းကြိုက်တယ်လေအဲ့တော့ဂိမ်းလင်းဆိုတော့ဟာရေးတာပေါ့မောင်မဲချိန်မန်းတော့ firstly ဂီတာနဲ့ရေးရကိုယ်ဘာနဲ့ရေးအာဂီတာနဲ့ဂီတာနဲ့ကော့နဲ့အချမ်းလေးရှာလာပြီးတော့အဲ့တော့ walkman လေးနဲ့ cd ပြားကိုထည့်ပြီးတော့အမ်အဲ့ဒါလေးကိုရေးနော်အခက်ကတော့ mp3 မရှိဘူးဖုန်းမရှိဘူး walkman လေးနဲ့လဲနေတော့ walkman ဆိုတော့ကျွန်တော်ဒီပြန်ပြော cd cd ထည့်တဲ့ cd maker လေးလို့ပေါ့အဲ့ဒါဒါလေးပဲ walkman လေးနဲ့နားထောင်ပြီးတော့နှစ်ချက်တက်ပြီးနားထောင်နှစ်ချက်တက်ပြီးတော့အမှရ ရေးတယ်ရရယထာကျုတ်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 မောင်မဲချိန်မန်ရတော့ပေးပါပထမပိုက်ပြီးွားတယ် chorus ပိုက်ပြီးွားတယ်ပြန်လာတော့မှမန်လီကပြန်လာတော့မှရန်ကုန်ရောက်တော့မှ first two နဲ့အချော့တက်တာအဲ့ဒါတော့မိုးတချင်းကတော့အမှတ်တရပါပဲဘာကြောင့်ရေးပစ်သွားတာလဲဆိုတော့သူများမိုးတချင်းနေဆိုတော့သူများကြီးလည်းပေါက်တော့ကိုလည်းပေါက်ချင်တယ်တော်တော်များများကြည့်ကြည့်ပါကျွန်တော်တို့ကိုရဲနောက်ပိုင်းမှာလည်းမိုးတချင်းနဲ့ပေါက်တဲ့တွေတော့များများတယ်တဲ့ခွဲမိုးပေါက်တယ်တဲ့ခွဲမိုးတချင်းရှိရဲ့နော်နော်အများကြီးရှိတယ်တော်တော်များများမိုးတချင်းဆိုကြတယ်စောင်းချင်းဆိုကြတယ်ຫນွေချင်းဆိုကြတယ်ဒါတော့ အလုံး free type လလသွားရွေးချယ်လို့ရပါဘောနော်ဟုတ်ကဲ့ပြောပါဦးကျွန်မပြောပါဘူးအဲဒုနီယာမေကွန်ကပါကိုယ့်ရဲ့အမှုပညာတက်တန်း20ကျော်မှာအားရသုံးဖြစ်ခဲ့အချိန်အပိုင်းကြာရှိတာအဲ20ကျော်တော့ကပါလားဟုတ်တယ်အခုအလုံးပေါင်းတွက်ကြည့်လိုက်မယ်ဆိုရင်လာမယ့်2026ဆိုရင်ကိုယ်က25နှစ်ပြည့်ပြီဆိုရဲခြေထိပ်ဘွားလေးကစပြီးတော့ဘာမှမပြည့်စုံတဲ့ဘွားလေးနဲ့စပြီးတချင်းလေးတွေတပုတ်တပုတ်စတင်အကျွေးလေးနဲ့စတည်ရရည်စည်းတော့ပေးပေးနိုင်တဲ့အချိန်တွေမှာအဲ့လို music music producer တွေကိုပတ်စံပေးတဲ့အချိန်တွေအဲ့လို artifice တွေပေးတဲ့အချိန်ဂျူဒီကတွေရှင်းတဲ့အချိန်ဆိုအမြဲတမ်းအဲ့ flashback ကိုအရန်ပြန်တရီးရတယ် က်ဆန်ဂျူဒီကမရှင်းနိုင်လို့တရက်ကို၃ပုတ်လောက်တွေပဲတွင်းတာတွေပဲ quality ကမကောင်းတော့လေအဲ့လိုတွေကျတော့အဲ့တော့ကလေးတွေကခဏလေးကိုနားပြီးတာနဲ့အဲ့ပြီးတော့ engineer ကိုလည်းတမင်းလိုက်ကြွေးဖို့တပတ်စံစူရတာတွေအဲ့ခစ်ကတော်တော်လေးကိုဟိုဟာဖြစ် worry ဖြစ်ခဲ့ပါဒီ kit မှာလည်းအဲ့လိုဖြစ်တဲ့ကလေးအများကြီး line ကနဲ့သွားမယ်ကျင်းသွားဆိုမယ်တနည်းသုံးပုတ်လောက် quality ကတော့အဲ့လိုပြီးမှအောင်မြင်လာတော့မှပြန်လောက်ပေါ့နော်အဲ့လိုတွေပေါ့အဲ့လိုပြန်လောက်ခဲ့တာပေါ့ အခုနောက်ပြောပါလေမင်းကမေးပါလို့ကိုမေးပါကိုရဲ့အနုပညာတန်းဆက်ကြောင်းအားရဆုံးဖြစ်ခဲ့တဲ့25နှစ်ပြည့်တော့မယ်ဆိုတဲ့အချိန်မှာအားရဆုံးကတော့ဖြစ်ခဲ့တဲ့ခိုက်တန်ခိုက်တန်ကတော့အဲ့တတိယကာယံထွက်တဲ့ချိန်ပေါ့အော်မင်းရဲ့မြေဝန်နဲ့မနှုတ်ဆက်ချင်ဘူးလို့ရုံးမြေကြတော့အခွေလုံးမိုက်တဲ့ချိန်ပေါ့အခွေလုံးအခွေလုံးပေါက်တဲ့အခွေလုံးပေါက်တာပေါ့ကျွန်တော်တို့ဒီလူငယ်အနေနဲ့ဆိုရင်တော့ hip hop လောကတွေ့အဲ့ဒါဆိုရင် rapper တွေရပြင်းလေကျွန်တော်ကတော်တော်များတော့သိမြင်ကျွန်တော်အသိတာကကိုရဲက ဒီ adapter နဲ့စား adapter ဟုတ်တယ် adapter ဆိုအဖွဲ့ adapter တိကြပါအောင်ပြောပြမသိဘူးအဲဒီခါလေးပြောပြလိုက်ပါဘိုလီရိုဘိုလီရဲလေးညီကိုညီကိုနဝမ်းခွဲတာဗောနော်ညီကိုနဝမ်းတော့ခွဲပြီးတော့ဘိုလီနဲ့ကျွန်တော်နဲ့အားစားအဖွဲ့စားအဖွဲ့နာမည်စားစံလည်းမရှိဘူးအဲ့တုန်းကလေအကျွေးနဲ့ထုတ်တာ producer ကလေအဲ့တုန်းကဒါမဲ့ခွေနာမည်ပါလေခွေအားဘာလာရှုပ်哦 ECDC ဆိုပြီးတော့အမှဘာလာရှုပ် adapter acid ခွေကိုကြိုက်လုံးလုံးအမှအဲလုံးက အေးပုံစံနဲ့လိုကိုလေးနဲ့အဲဆွဲကြိုးတွေပဲတော့လှုပ်တယ်အဲ့တော့လူငယ်တွေကလိုကိုနဲ့ယူသွတ်ကြတယ်လိုကိုလေးဆွဲပြီးတော့လေးချကိုလိုကိုနဲ့ကိုဆွဲကြအာဆမ်ပယ်ခွေးတွေဝေကြတာပေါ့အဲ့လိုချိန်ထဲကနေပြီးတော့ဒီလေးဒီတက်တာပြီးတော့ဟာကျွန်တော်နဲ့မသက်ဆိုင်ကြောအဲပြီးတော့မှတကူတော်နဲ့စပြီးအောင်မြင်တာပေါ့အတက်တာမှာကိုရတာတို့နဲ့တွားတွဲမိတယ်ကိုဘာဘူးတို့အဲ့မှာ MH တိုင်ဝမ်ဟစ်ဟော့လို့တာဝါမျူစစ်စတေးရှင်တိုင်ဝမ်နဲ့မကုနာလို့ကိုထရီတို့ကိုတို့လန်ဒန်လန်နဲ့မှအတူနေတာကိုစောင်းညင်ညင်တူဘစ်ကအဲကြောင်မြောင်းနဲ့မှဆိုကိုစောင်းညင်ညင်ရှိမှချိန်လုံးတွားနေတယ်ကိုစောင်းညင်ညင် ပေးရတယ်။အချမ်းသာဆိုင်တော့မပါလားမသိဘူး။မဟုတ်ဘူး။ကိုစောင်းကြီးမပါကိုရတပါတယ်။အဲ့တော့ big wine တို့ပါတော့အကုန်ပါတယ်။အဲ့တော့အကုန်လုံးကစူးစားစဲလူငယ်တွေဆိုတော့လေငွေကြီးဘာမှပြောစရာမလိုဘူး။မင်းခွေငါဆိုမဲ့ငါခွေမင်းဆိုမဲ့ဒါပေမဲ့ကိုရောကတော့ကားရောတော့မြဲနေပြူတာပေါ့တင်းချင်းရောအဲငါလည်းသွားဆိုတော့အဲ့လိုအဲ့လိုဘွားတင်းရတယ်ကိုတို့အများကြီးတစ်ချင်းနေထွက်ခဲ့တဲ့ချိန်ကအရန်သတိရတယ်အခုချိန်မှာပြန်ပြောနေတဲ့ချိန်ဆိုရင်လေအခုလူငယ်တွေစီးလုံးနေဆိုတာကိုတို့အဲ့တုန်းက ဟိုယူတုပ်ပြီးတော့သမင်းမသမင်းမဟင်းမေကိုယူတုပ်ပြီးတော့ဖြစ်တယ်ဟုတ်တယ်ဟုတ်တယ်အာအမေရကျွေးရတယ်သူများအမေရဘယ်တော့မှမမေဘူးအဲ့ဂျေစုအဲလင်းပင်အမေရလာသမားလူတွေအကုန်လုံးငါသားလေးကိုချစ်ကြတယ်ဆောင်းချောက်ပါဆိုပြီးသူ့ကိုလာသမားလူတွေအကုန်လုံးစိတ်သားဟင်းနေအကုန်ကျွေးရပါတော့နော်အဲ့လိုလေး65 recording 65 recording yeah 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 ဘလောက်တော့နာမည်ကြီးလဲဆိုစတူဒီယိုကမဖွင့်ခင်နေဟွာလူကဂျူဒီပြေးနေတယ်အဲ့လိုတွင်နောက်မေကုန်းလေးတစ်ခုကကို့ဘွားမှာတိတ်တခိုးသချင်းနေရလို့တဲ့တိတ်တိတ်လေးချစ်ခဲ့ဘူးတဲ့တငယ်ချင်းရှိတာရှိတယ်ရှစ်တန်းတော့ကတော့ဘောခုနှစ်တန်းတော့ပြောတဲ့နေဖွင့်ပြောတဲ့နေကဟာမင်းနေုံကနေုံကကြိုက်နေနေုံကချစ်နေနေုံကမကြိုက်ပါဘူးတဲ့နေုံကဘာလို့ဆိုအဲ့တော့ तू ညင်းစရာရုပ်ပေါ့နော်မေကုန်းလေးကကောက်ကောက်ပြီလားအော်ဝမ်းသာလိုက်တာ